မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာက2025ခုနှစ်မေလအတွက်အင်္ဂါသာသမိမိတ်ဆွေ15ရက်ကနေ22ရက်နေ့အထိတပတ်စာကညွာခေါ်စတဲ့ကိုဆရာကတားရောနဲ့ဟောကြားပေးမှာဖြစ်တဲ့အတွက်အင်္ဂါသာသမိမိတ်ဆွေတွေအားလုံးဘေးပရာမှန်သမျှဝေးကွာကြပါစေလို့ဒီကနေ့ဆုတောင်းထောပနာပြုတာအပ်ပါတယ်ခင်ဗျမိတ်ဆွေအင်္ဂါသာသမိမိတ်ဆွေတို့ရဲ့ယင်ထဲမှာ မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ဖြစ်ရှင်တဲ့ဆန္ဒဖြစ်လို့တဲ့ဆန္ဒတွေကိုမကြခင်မှာပြေဝါတော့မဲ့ကာလဖြစ်ပါတယ်ရည်မှန်းချက်ကိုကောင်းမွန်အောင်ထားပါရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးရည်ရွယ်ချက်တွေနဲ့ပတ်သက်လာရင်အမျိုးသမီးတယောက်တို့မဟုတ်အမေတို့မဟုတ်ရင်အเจ้าရမျိုးစုံတွေကိုမိမိရှိကိုပြေဝါလာမဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ရည်မှန်းချက်မျှော်လင့်ချက်တွေနဲ့ပတ်သက်လာရင်မိမိလက်ရှိရင်ထဲမှာတွေးခေါ်နေတဲ့ကိစ္စတွေကမကြခင်မှာ ပြေဝါလာမဲ့ကာလကံမျိုးဖြစ်ပါတယ်ဆိုတာကိုဆရာက ပြောကြလိုက်ပြစီကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှတော့ဆူဆူဝါမညံ့ဘူးကျမ်းမာရေးနဲ့ပတ်သက်ရင်စီဝါတကယ်လို့မှချူချာနေတာမျိုးစီဝါကူတာနေတဲ့မိတ်ဆွေများဖို့ကတော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်စီဝါအပြောင်းလဲဆရာအပြောင်းလဲစီယောအပြောင်းလဲဆက်ရှိတာတွေနဲ့ကူတာလာရင်အောင်မြင်မှာပဲတဲ့နော်တကယ်လို့ရုတ်တရက်ကျမ်းမာရေးညံ့လို့ချူချာလာပြီဆိုရင်တော့ဖြစ်တာဟာ The Magician မကောင်းတဲ့အတတ်ပညာအတိုက်ခိုက်တယ်မျက်လှည့်ပညာဆိုတော့တနည်းအားဖြင့် Magic ဆိုတော့ Loki တချို့ကမြက်လက်မဂျစ်စီယန်ဆိုတော့လော်ဂီပညာရက်တွေဆိုတော့လော်ဂီပညာရက်တွေနဲ့ပတ်သက်ပြီးတော့ပြူစားတိုက်ခိုက်တာမျိုးတွေဖြစ်ရတတ်တယ်တကယ်လို့ကျမ်းမာရေးခဏခဏချူချာနေဆရာရီနာပယောဂတိုက်ခိုက်တွေစစ်ကြည့်တာမျိုးဖြစ်စေမိမိနိစ္စရာဆရာရီနာမှာရေရီယာအထောက်ပံ့လေးတွေယူပြီးလောက်လိုက်ကောင်းမွန်ပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့ကတ်မျိုးဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့အလောက်က အလုတ်ကိုင်နဲ့ပတ်သက်လာရင်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်။ဟိုကလည်းကိုမပိုင်မပြီးဒါလည်းကိုမပိုင်မပြီးတာမျိုးလေးတွေကြုံရတတ်တယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲအကုန်ကြလေးတွေငွေကြီးနဲ့ပတ်သက်လို့အကုန်ကြများရတာမျိုးလေးတွေကြုံရတတ်တယ်။နေရာထိုင်ခင်းယာရုလုပ်ငန်းအပြောင်းလဲနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့50 50ပဲကံကအဲဟိုရှေ့တိုးလဲ ပင်မန်းပါပဲနောက်ဆုံးလည်းပင်မန်းပါပဲဆိုရက်ကအဲမိကြတစ်ဖက်ရီမုတ်တစ်ဖက်ဖြစ်နေတတ်သောကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ကန်နဲ့ပတ်သက်လာရင်တော့ဘာမှပြောင်းလဲမထူဘူးဘာထူကဘာထူနဲ့ရောက်ဆောက်တူတူပဲဆိုတဲ့အတိုင်းပဲเนาะဟိုဘာမှဟိုဆူဆူစွနာလို့ပေါ့ အဲကြီးကြီးမားမားပြောင်းလဲသွားတာမျိုးကြီးကြီးမားမားဆုပ်ယုပ်သွားတာမျိုးတွေရှိမနေဘူးယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုပြောင်းယာရုရွှေ့လိုတဲ့မိတ်ဆွေများဖို့ကတော့ယာရုပြောင်းရင်တပါဆိုရင်လည်းမိတ်ဆွေတွေရဲ့စုံပြည့်ချက်စဉ်းစားပြီးတော့တွေးခေါ်ပြီးတော့ပြောင်းလဲလှုပ်ဆောင်လို့ရပါတယ်ခင်ဗျာသို့တော့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အသက်စတင်လှုပ်ဆောင်လို့လိုတဲ့မိတ်ဆွေများဖို့လုပ်ငန်းစတင်လှုပ်ဆောင်မယ်ဆိုလို့ရှိရင်လည်းစတဲ့လှုပ်ဆောင်လို့ရတယ်သူရတယ်တတိထားမှာတော့အဲဟိုနေရာလဲကိုမပိုင်မပြီးဒီနေရာလဲကိုမပိုင်မပြီးတာမျိုးကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတတ်တော့ ကအပတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအင်္ဂါသားသမီးမိတ်ဆွေတို့ဖိုးကတော့ဘာဖြစ်ဖြစ်ကိုလှုပ်ရင်လှုပ်တဲ့လောက်ကြိုးစားပြီးတော့အောင်မြင်မဲ့ကာလာဖြစ်ပါလေခင်ဗျာဒါအပြင်အဲမဖြစ်ပေါ်လာသေးသောကိစ္စတွေမှာအဲမဖြစ်ပေါ်လာသေးသောကိစ္စတွေမှာစိုးရိမ်စရာတွေအဲထိတ်လန့်စရာတွေဟိုဆနလိုပေါ့တောခဖြစ်စရာတွေကိုစဉ်းစားတွေးခေါ်နေတာမျိုးထက်အဲစဉ်းစားနေဒါလေးကိုလှုပ်ရင်ကောင်းမလားထက်လက်တွေ့ကြကြထပြီးတော့လှုပ်လိုက်တာမျိုးကပို့ပြီးတော့အတားတယ်မိတ်ဆွေအင်္ဂါသားသမီးမိတ်ဆွေတို့ဟိုရီမန်းချက်မျောလင်းချက်တွေဟာအဲတေးချတဲ့မိတ်ဆွေဒီပတ်တာတော့ဒီမှာဒါလည်းဖြစ်ရှင်နေတာ မျိုးဒါဖြစ်လာတော့လေဟိုဟာကိုလှုပ်ရှင်နေတဲ့စိတ်မျိုးတွေမတိမငင်ဖြစ်နေရတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့စိတ်ပြောအောင်သာနေလုပ်ငန်းကိန်းကလုံးနဲ့ပတ်သက်ရင်ခြေတို့ဆောင်ရလှုပ်ဆောင်တာတဲ့အကြံစီအတွေးခေါ်နဲ့ပလန်ရှာတာဟာကောင်းမွန်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေ အလုံးနဲ့ပတ်သက်လို့ရှိရင် အလုပ်ငန်းနဲ့ပတ်သက်လာရင်အလုပ်ပြိုင်နေလုပ်ငန်းပြိုင်နေယာတုပြိုင်နေပေါ်လာရတာမျိုးတွေအလုပ်တူယာတုတူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေကြားထဲမှာတော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီအပတ်တာတော်တွေမှာကြိုတင်ပြောဆိုလှုပ်ဆောင်တဲ့အရာလေးတွေမှာတတိယပါကြိုတင်ပြောတဲ့အခါမှာပျက်စီးတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဘာကိုဖြစ်ဖြစ်ပလန်ကြကြစနစ်တကျသွားပြီးတော့စဉ်းစားတွေးခေါ်ပြီးမှလှုပ်ဆောင်မှာအခုအခုတွေးပြီးတော့အခုထထလောက်တာမျိုးလေးတွေရော့ပဒံမြရော့နကရှက်ရှင်းထထလောက်တဲ့အလုပ်လေးတွေမှာတော့ထင်းငေါ်ကြံ့ကြာမှုနဲ့ ဲ့အဆင်မပြေမှုလေးတွေနည်းနည်းလေးတွေ့ရတတ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးမိတ်ဆွေတွေကဒီတစ်ချက်ကိုတတိသားစင်နေပြန်လောက်ပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုပြောင်းလုပ်ငန်းပြောင်းခြင်းနဲ့ဆိုရင်လည်းယာရုပြောင်းလုပ်ငန်းပြောင်းရမယ်ဒါပေမဲ့ဘာမှတော့ထူးခြားပြီးတော့ကံရဲ့အတိုင်းတာလက်ရှိဘဝကနေပြီးတော့ထူးခြားပြီးတော့ကောင်းမွန်ပြီးတော့အဲတာလွန်တဲ့အရှင်တွေတခုကိုတော့ရောက်ရှိလာမယ့်အပိုင်းချာမဟုတ်တာတော့ဆရာအာမနာနာနဲ့ဒဲပဲခေါ်ပြရစီခင်ဗျာရီမန်းချက်ရွေချက်တွေကိုလက်တွေ့မှာစဉ်းစားတွေးခေါ်ပလန်ချပြီးအကောင့်ထဲပေါ်ရန်မတင်သေးသောကာလဖြစ်တယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်ကြောင့်တော့လုပ်ငန်းရဲ့ယင်း ီးလိုက်ရတာမျိုးလေးတွေကြောင့်ငွေကြီးဟာအဲပြန်မထွက်လာတာမျိုးတွေအဲလက်ထဲမှာငွေဟာအဲမြုပ်နေတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာမိမိလက်ထဲမှာအဲပြရစရာတော့မရှိဘူးလို့ဒီလိုမျိုးတွေကြုံရတတ်တယ်အဲထို့အတူပဲမိတ်ဆွေတို့နေနဲ့ အမှုကိစ္စအမွေကိစ္စဖြစ်နေတဲ့သူတွေယုံကလနာကိစ္စလေးတွေဖြစ်နေတဲ့သူတွေအပြတ်သဘောဆောင်တဲ့ကိစ္စလေးတွေပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာကိုကိုယ်တိုင်ဦးစီးဦးဆောင်ဖြေရှင်းတာဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်အောင်မြင်မှုတွေအားနည်းနိုင်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့သတိထားပါအရှုံအောင်ကိစ္စလေးတွေရင်အန္တရာယ်ကိစ္စလေးတွေမှာသတိထားစဉ်းကျင်ပေးဖို့လိုအပ်ကြောင်းနဲ့เนาะကိုကစေတနာတွေပို့ပြီးသူများရဲ့လုပ်ငန်းကိစ္စတွေမှာကိုကလုပ်ဥပါမှာဓာခုတ်ရာကမိမိသူများဓာခုတ်ရာကိုကိုကလက်ဝင်ရှုတယ်လို့ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အားမခံပေးတဲ့ကိစ္စလေးတွေမှာသတိထားစဉ်းကျင်ပေးဖို့လို က်ပါတယ်သူတပားရဲ့ကိစ္စတွေမှာကိုကစင်းစရာတွေမှာကိုကလက်မှတ်ထိုးပေးတာမျိုးအာမခံပေးတာမျိုးတွေတတိထားစင်ရင်မှာအဲကိုကလူယုံရတယ်ဆိုပြီးအလုတ်သွင်းမိကမှာလိန်သွားတာမျိုးတွေဒီလိုမျိုးတွေကြုံရတတ်တဲ့အတွက်တော့စေတနာတွေဝေဒနာပိုကတက်တဲ့အတွက်ကြောင့်မလို့စေတနာတွေဟာအာနာရင်ခါပါတတ်တဲ့အပတ်တာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတော်တော်ယူဆိုင်တတိထားရမယ်ကိုအတွက်ကိုဆိုရင်တော့မှအစီအစဉ်ပလန်မဲ့ရှာတဲ့နေသူများအတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်တော့အဲ အချိန်လေးဆွဲထားတာမျိုးလေးပုံမကောင်းမှပါလေမိမိအိမ်အတွင်းမှာ나ကြီးအဆုတ်တွေစရင်စရအဟောင်းတွေအပြက်တွေရှိတဲ့အခါအိုးအပေါက်တွေအိုးအဆုတ်တွေရှိတဲ့အခါကျရင်မိတ်ဆွေတွေနဲ့မိမိတို့နဲ့စွန့်ပေးပါရတယ်နော် ဒါပြီးတဲ့အခါမှာလုပ်ငန်းကင်ကအလုပ်ကင်နဲ့ပတ်သက်လာတဲ့အခါမှာယာတုလုပ်ငန်းနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့နေရာထိုင်ခင်းကိစ္စလေးတွေကြောင့်တော့ငွေကြေးအကုန်ကြာများရတာမျိုးလေးတွေနေရာတက်အလုပ်ငန်းတက်မှာအသားမကျတာမျိုးလေးတွေကြုံရတတ်တယ်အလုပ်ရှာနေတဲ့သူတွေအလုပ်တစ်ဖက်လုံးမှာအဲတီအလုပ်ပြောင်းကျင်တဲ့မိတ်ဆွေများအဖို့ကတော့တစ်ဖက်လုံးမှာပြောင်းကျင်တယ်ဆိုတာကိုတည်တည်ချာချာကျင်းတည်ရရှိမှသာပြောင်းမှာမဟုတ်လို့ရှိရင်ဒီအလုပ်ကိုထွက်ပြီးအခြားတစ်လုပ်ရှာမယ်ဆိုတဲ့မိတ်ဆွေများဒီကာလမှာဆုံးဖြတ်စဉ်းစားရရင်မတင်တော့အပတ်တာကာလဖြစ် ြစ်ပါတယ်ဘဇက်ကဖရာလက်ကကာယဖြစ်နေတဲ့တဲ့ဖရာတရားလေးပုံမှုပြီးတော့ဖိလုပ်ပြီးလို့လိုအပ်ပါတယ်အဖွဲစည်းအသင်းနဲ့ပတ်သက်လို့ငွေကြေးတွေအကူအညီရရှိတာမျိုးမိတ်ဆွေအသင်းတွေနဲ့ပတ်သက်လို့အကူအညီတွေရရှိတတ်တယ်လို့မိတ်ဟောင်းဆွေဟောင်းတွေနားကနေပြီးတော့အထောက်ပံ့ကောင်းအကူအညီကောင်းတွေရရှိတတ်တော့ကာလဖြစ်တယ်တို့အပြင်ဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့ရွတ်ဆိုတာမျိုးလေးတွေဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုအာရုံစိုက်ကြည့်ပေးပါနော်အကူအညီကောင်းအထောက်ပံ့ကောင်းတွေအဆောင်လျှောက်ကောင်းတွေအကူအညီတွေကိုရရှိတတ်တဲ့ကာလဖြစ်ပါတယ် ဒါအပြင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ဘာမှဆွေးရည်ကြမရှိပါဘူး။ကြီးစားလဲရအိမ်အောင်လဲကြဖြစ်တတ်ပါတယ်။သမီးကြီးစားများအနေနဲ့ငကူကတုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေရင်တော့ပြန်လဲဆက်သွယ်ရရှိတာမျိုးအိမ်အောင်ပြုတ်ရန်စိတ်ဆက်ရန်တိုင်မင်တာမျိုးအိမ်အောင်ကြတာမျိုးတွေတွေအိမ်အောင်ရင်းနဲ့အိမ်အောင်ပြုတ်ဖို့အတွက်ကိုစဉ်းစားတွေးခေါ်တိုင်မင်ညှိနှိုင်းပြောဆိုရင်အင်မတန်ကောင်းသောအပတ်တာဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်အိမ်အောင်ရင်းနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အိမ်အောင်ရင်းနဲ့ပတ်သက်ရင်တော့အဲ လိုက်လီပြေးလေလိုက်လီပြေးလေဖြစ်တတ်တဲ့အတွက်အပြည့်တနာကိစ္စရဲ့လေးမှာအိမ်တော်ရင်းနဲ့ပတ်သက်ရင်ရှီတိုဆောင်ရွက်ပြီးတော့ဒေါသနဲ့မဖြစ်ချင်းမှနဲ့အိမ်တော်ဘက်နဲ့ပတ်သက်လာရင်ဖြစ်နိုင်လို့ရှိရင်မျက်နှာရှင်းဆိုင်ရုပ်ပြည့်တနာတိုက်ခိုက်လေးတွေပေါ်လာရတာမျိုးမေတ္တာရင်းနဲ့ပတ်သက်အိမ်တော်ရင်းနဲ့ပတ်သက်လို့မေတ္တာရင်းအေးနေတာမျိုးအိမ်တော်ရင်းဒုက္ခအေးတည်နေတော့ကာလအပတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ATS ဖြစ်နေတဲ့အတွက်မိမိတို့အနေနဲ့လုပ်ငန်းခိုင်ငန်းထဲမှာဒီအာယုံစိုက်နေတာမျိုးတက်မိမိရဲ့အိမ်တော်ရေးကိုတော့နည်းနည်းလေးဟိုဟိုဘယ်လိုပြောမလဲသူမအေးအောင်နွနွထွထွလေး ပြန်ပြီးတော့အချိန်ပေးဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းအကြံပေးလိုက်ပါရစေ။ဒီအဖက်တာတော့ဒီမှာဆိုရင်အင်္ဂါတော်မိတ်ဆွေတွေနဲ့အကျိုးပေးသောအယောင်ဟာအစိမ်းရောင်အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုပါတဲ့ဆက်ပစ္စည်းဝင်တတ်ပါတယ်လုပ်ငန်းအသစ်လုပ်ငန်းအသစ်အလုတ်တက်တွေကမှလှုပ်ဆောင်တာထက်အလုံးဟောင်းအလုံးဟောင်းကိုတိုးချက်လှုပ်ဆောင်ရင်ပုံမူပြီးတော့ကန်တရရဲ့အထောက်ပံ့ကိုရရှိတတ်တယ်။ဒါပြီးတဲ့အခါမိတ်ဆွေတို့နေနဲ့ဒီအဖတ်တာတော်တွေမှာဆိုလို့ရှိရင်တော့မိမိတို့ရဲ့အိမ်အတွင်းမှာစက်ပစ္စည်းအစုပ်တွေအဲ အဟောင်းနေလက်စစ်ပစ္စည်းအစုပ်အဟောင်းနေနာယီဒီရက်တက်နေတဲ့နာယီဒီတွေမှာရက်တက်နဲ့ကြမ်းကြမသွားစီအောင်ပြက်ကလေးအစုပ်အဟောင်းနေရှိလို့ရှိရင်စွန့်ပြီးပါတက်ခဲလဲပြီးတာမျိုးကြီးခမဲမဲလုပ်ပြီးပါရတဲ့မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေရန်အတွက်ဆိုမိမိရဲ့မွေးနေ့မှာနော်မိမိရဲ့မွေးနေ့မှာဖျောင်းနိုင်အဝါရောင်လေး၃နိုင်ကိုမိမိအိမ်ရန်မျက်စွာပြရမှာအဝါရောင်လေး၃နိုင်ကိုမျက်စွာပြရမှာသတိကံလိုပုံစံလေးအဲ့လိုသတိကံလိုပုံစံလေးအဲ၃ခုပေါ့နော်တိုင်ဖိုကနောက်ဆိုင်လိုတိုင်လေး၃နောင်လေးစိုက်ပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့နဲ့မိမိအိမ်ရန်မျက်စွာပြရမှာပကံများလေးတစ်ချက်ပေါ်မှာ ှာပူဇော်ပြီးတော့မိမိတို့အနေနဲ့ကံကောင်းစီရန်အတွက်ရည်စူးပြီးတော့မိမိတို့ရရှိသောဘာသာတရားဂုဏ်တော်လေးတွေကျွတ်ဖတ်ပြီးတော့ကံမြင့်အောင်လုပ်ရင်တိုးတက်ပြီးတော့အစဉ်ပြေမှုနဲ့အာသာမှုတွေရရှိလာမယ်အပ္ပတာဖြစ်ပါတယ်ခင်ဗျဒါအပြင်စကားအများကြီးပြောတဲ့အလုပ်တွေမှာအားနည်းစီသောအပ္ပတာကာလအပိုင်းခြားဖြစ်တဲ့အတွက်စကားကိုနည်းနိုင်တတနည်းတာပုံမှုကောင်းမွန်သောအပ္ပတာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေကမိမိတို့ရဲ့အရေးကြီးသောကိစ္စတွေပြောဆိုလှုပ်ဆောင်တဲ့အခါ အဆက်ဆက်ရရအစင်ပြေအောင်မြင်တိုးတက်စီရန်အတွက်ဆိုကိုကိုတိုင်းတိုက်ရိုက်သွားခြင်းမဟုတ်ဘဲနဲ့မိမိတို့လူရာကိုမတော်မီမှာလမ်းပေးနှမ်းမှာတဆိုင်ဆိုင်ဈေးဆိုင်တဆိုင်ဆိုင်မှာတစ်ခုခုဝယ်လိုက်တာမျိုးအပေါင်းအသင်းမိတ်ဆွေတယောက်ယောက်ကိုဝင်းနှုတ်ဆက်တာမျိုးလုပ်ပြီးတော့မှာတွားရင်ပို့ပြီးတော့ ချောမှုပြီးတော့ထင်ငော်မှုပြီးပျောက်သွားမယ်လို့ပြောလိုပါတယ်ခင်ဗျာယေရှုတင်ပါတယ်အင်္ဂါသသမိမိတ်ဆွေအားလုံးဆက်ဆက်ရရအောင်မြင်အစဉ်ပြီးတိုးတက်ကြပါစေကြောင်းနဲ့အောင်မြင်မှုအပေါင်းတရကူစောင့်ကြပါစေခင်ဗျာဇာငနာပြည်တင်မိခြင်း0939293416 WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာ TikTok Messenger မှာပြည်တင်မဟောကြောင်းနဲ့အဲ့တဲ့လက်မခံကြောင်းဆရာကပြောကြားလိုက်ပြပါစေအတုတွေ view site ပို့လို့ကြောင်းနဲ့အခုလိုရုပ်ျော်ျော်လေးရတာဆရာငယ်အစ်စ်ဖြစ်ကြောင်းပြောရင်ကဲ့ နောက်တစ်ပတ်မှပြန်တွေ့ပါမယ်အင်္ဂါတွေအားလုံးအကျင်နာတွေပို့လို့မေတ္တာတွေဝေလို့ကိုစီကိုစီကျမ်းမှာရှင်းတော်ကြပါသေးဗျာ။